ော်တကူးကြောက်လာရှိတယ်ဗျာကျွန်တော်သားမွေးလာလို့ရှိရင်ကျွန်တော်သားအဲ့လိုမျိုးဟုတ်လားအဲ့လိုမျိုးကီပေါ့တို့ဗျာအဲ့လိုမျိုးလေးတွေလုံးမအောင်ကျွန်တော်တအားကြောက်တယ်ဗျာတအားကြောက်တဲ့ခါကျတော့ကျွန်တော်မိမအဲ့လိုကိုဝင်ရှိတဲ့အချိန်ကကျွန်တော်အဲ့လိုဇွန်တို့တချင်းတို့မက်ဒလီကတချင်းတွေအဲ့လိုကျွန်တော်တောင်းတောက်ဖွင့်တယ်တော့တော့လေကျွန်တော်ကအစလိုလုပ်ချင်တာဒီမင်းသားတွေပဲကျွန်တော်စိတ်ဝင်သွားပါအောင်အဓိကဖြစ်စေချင်တာကသူစိတ်ထဲမှာသူခံစားချက်မှာဟိုဂီတနဲ့သူရင်းကြီးနေစီချင်တာခုနကကျွန်တော်ပူစားတယ်ဒါတွေတဲ့လိုချင်တာလေးရှိလို့ဝယ်ပေးမှလားဆိုဝယ်ပေးမယ်တဲ့ဘာလို့ချင်တာလဲဆိုတော့ ဟိုအားတဲ့အော်စီအော်ဘောင်းထိုင်နေခုံနေပြင်ပြီးရလေကွာလို့အိမ်ရောခြံရောကားရောရောင်းလိုက်ပြီးတော့မင်းဖိုးကထည့်ပေးလိုက်ရင်တော့မလောက်သေးဘူးလို့ဘယ်ရတော့ရှာမှာကျွန်တော်အဲ့တော့အဲ့လိုပေါ့စားရည်ကောင်းပါရှင့် လေကြည့်နေရနော်ဟိုကျိုးဟိုခေါ်လေကျွန်တော်ငငယ်ရဲအဲ့လိုဟိုဂီတာတီးရတရှင်းဆိုတော့ကျွန်တော်ရမ်းလို့ရှင်းတာလေအဲရမ်းရှင်းကျွန်တော်ဂီတာလည်းမသိတော့ဘူးတရှင်းရမ်းလည်းမဆိုတော့ဘူးအငငယ်ရဲအဲ့လိုမျိုးအဲ့လိုဟိုခေါ်လေအစရိုးတကယ်ကြီးနေကြားထဲမှာကျွန်တော်နေခဲ့တာဘူးကျွန်တော်တကယ်ကြီးနေကတော့အစရိုးရီးပဲဘူးဆိုတော့အဲ music နဲ့တော့ကိုကအမြဲတမ်းနီးစပ်နေခဲ့တယ်ကိုကြောက်တရှင်းမဆိုတော့ဘူးကိုရဲ့ဖြစ်ရှင်တဲ့စိတ်ကဒီကောင်းစီကြောက်တော့တယ်မဟုတ်ဘူးတကယ်လူကြီးရဲ့ကြားထဲမှာနော်လုံးဝအတူတူရှင်းပြောလို့ တူတူဘယ်လိုခေါ်မလဲတူဒါနဲ့သူနဲ့ရင်းနှီးနေသလိုဖြစ်နေပေါ့နော် roster ဖြစ်ချင်တာရယ်ခုနကတူကပြောဟုတ်လားဟုတ်တယ်ဘယ်လိုပြောရမလဲသူကိုဝင်ရှိတဲ့အချိန်တုန်းကကျွန်တော်မလုပ်လဲဆိုတော့ကျွန်တော်တကူကြောက်တာရှိတယ်ဗျာကျွန်တော်သားမွေးလာလို့ရှိရင်ကျွန်တော်သားအဲ့လိုမျိုးဟိုသူကိုဝင်းရယောက်ျားလေးဆိုတော့တီးတဲ့အချိန်မှာပေါ့နော်အချိန်မှာကျွန်တော်အဲ့လိုမွေးလာတဲ့ကလေးကအဲ့လိုဟိုဘယ်ခေါ်လဲဘယ်ခေါ်လဲအဲ့လိုမျိုးဒီပေါ့တို့ပါအဲ့လိုမျိုးလေးတွေလုံးမအောင်ကျွန်တော်တအားကြောက်တယ်ဗျာတအားကြောက်တဲ့ခါကျတော့ အဲ့ကျွန်တော်မိမအဲ့လိုကိုဝင်ရှိတဲ့ချိန်ကကျွန်တော်အဲ့လိုဇွန်တို့တချင်းတို့မက်ဒလီကတချင်းဒီတို့အဲ့အဲ့ကျွန်တော်ဒေါက်တာဖွင့်တာကျွန်တော်24နိုင်ဖွင့်တာဖွင့်တယ်နောက်ပြီးတော့အသူနည်းနည်းမွေးပြီးတော့တိတ်မကြိုင်ကျွန်တော်ဒေါက်တာကျွန်တော်အဲ့ဒါကိုနီးစံကိုနီးနီးကံကိုကျွန်တော်ထားထားပေးတယ်လုပ်ပေးတယ်ကျွန်တော်အဲ့လောက်ထားထားပေးတာဒါပေမဲ့ပြီးတော့နောက်ပြန်ကျွန်တော်မေ့သွားပြီကိစ္စကိုကျွန်တော်မေ့သွားပြီတော်တော်ကြာကြာကျွန်တော်မေ့သွားပြီ तू အသက်3 5နှစ်လောက်ဖြစ်တဲ့ချိန်မှာကျွန်တော်အဲ့ဒါကိုကျွန်တော်မေ့သွားပြီမေ့မေ့ပြတော့ဖြစ်နေတာအခုကြောင့်ကျွန်တော်အဲ့ဒါသတိရမိတာဒီကောင်အဲ့လိုဖြစ်နေတာခုနကကျွန်တော်ပူစားတယ်ဒါတွေတဲ့ လိုချင်တာလေးရှိလို့ဝယ်ပေးမှလားဆိုဝယ်ပေးမယ်တဲ့ဘာလို့ချင်တာလဲဆိုတော့ဟိုအားတဲ့ Aussie Osborne ထိုင်တဲ့ခုံနဲ့ဖြစ်မှဖြစ်ရလေကွာလို့အိမ်ရောခြံရောကားရောရောင်းလိုက်ပြီးတော့မင်းဖိုးကထည့်ပေးလိုက်ရင်တော့မလောက်သေးဘူးလို့ဘယ်ရောက်သွားရှာမှာကျွန်တော်အဲ့ဒါအဲ့လိုကောစားရတယ်အော်သူကတော့အဖေကိုအဖေကိုကြည့်ပြီးတော့သူကတော့ဟိုခေါမလဲကျွန်တော်အားကြပြီးတော့အဲဒီဒီမှာတော့လူမျိုးတွေရှိတာပေါ့ကျွန်တော်ဆိုတချို့တွေကကျတော့ပြောတယ်နော်ကလေးကို ော်တော်ဖြစ်အောင်မရှောက်မလုပ်နဲ့ဆိုတော့ဟုတ်ပါသူတို့ပြောလဲမှန်တယ်မှန်တယ်ဆိုတော့ဒါဒါပေမဲ့ဟိုဒီဒီအတန်းပွဲထဲမှာကြီးပြင်းလာတဲ့ကလေးဆိုတော့လေဒါကတော့ဟိုကျွန်တော်တို့တော်ပြီးတော့ထိချုပ်လို့မရအောင်လေဒါကျွန်တော်ဖြစ်စေချင်တာကတော့အားလုံးစနစ်တကျဖြစ်သွားရင်တော့အဆင်ပြေလိမ့်မယ်ထင်တယ်အသိပညာကြီးရတဲ့သူဒီလူမြညာလူမြညာလှုပ်ချင်စီဖြစ်စေလှုပ်ချင်စီဖြစ်စေပေါ့နော် ဟိုဘယ်အယောင်ဆိုပြဒီလိုမျိုးအနုပညာလေးနဲ့ဖြတ်သန်းနေတာတော့လူတယောက်တည်းကတော့အဆင်ပြေမလို့ကျွန်တော်ထင်တယ်ကျွန်တော်တောင်းလို့လေကျွန်တော်ကအစလိုလို့ချင်တာဒီမင်းသားတွေပဲကျွန်တော်စိတ်ဝင်စားပါဘူးအဓိကဖြစ်စေချင်တာကသူ့စိတ်ထဲမှာသူ့ခံစားချက်မှာဟိုဂီတနဲ့သူရင်းနှီးနေစေချင်တာဂီတကိုသူသူ့စိတ်ထဲမှာရှိနေစေချင်တာဒါဆိုရင်သူတခြားလောကကြီးမှာကြုံတွေ့လာရတဲ့ပြဿနာတွေတခါလေဖြစ်လာတဲ့အခက်အခဲတွေကိုဖြေရှင်းတဲ့နေရာမှာဟိုအများကြီးတက်တာအဲအဲ့ဒီလိုအခြေအနေတွေကိုကျွန်တော်သိတယ်ကျွန်တော်နာတငယ်ချင်းတွေရဲ့ဖြေရှင်းဖို့ရင်းနှီးကိုကျွန်တော်သိရဆိုတော့ဒီလူတယောက်ကအနုပညာနဲ့ရှင်တွဲနေထိုင်တာကသူ့အတွက်အများကြီးဟို လောကကြီးရဲ့ပေးတဲ့ဒုက္ခတွေကိုပြန်ပြီး cover လုပ်လို့ရတယ်ကျောအိမ်မှာတယောက်တည်းမွေးထားတာဗျာသူကအဲ့လိုတကယ်ကြီးအဲ့လိုခေါ်လဲအိမ်မှာတယောက်တည်းဆိုတော့ तू तू မှာအချိန်ပိုရဲအရန်များရဲ့လीအရန်များတော့တခြားအာယုံနေနဲ့ဒီမှာရရခက်နေမြဲအစားအဲ့ तू ဂီတာတီးတာကိုစိတ်ဝင်စားသွားတာကသူ့ရဲ့ပြဿနာမရှိဘူးကျွန်တော်တော့အဲ့သဘောနဲ့စပေးတာပေါ့နော်ဒါပေမဲ့ तू ကတကယ်ကိုသူ့မှာဒါကို तू စိတ်ဝင်စားနေတော့ तू လေးလာတာပေါ့သူ့ကိုတိတ်လည်းမသိမေးရသေးဘူးဒါတော့မှ तू စနစ်ရလည်းမတတ်သေးပါဘူးဒါ तू ဦးလေး तू ဒီဘုန်းဆောင်ဥစ္စာတေချာလေးဟိုဆိုလို့ရအောင်မဲ့ ိုက်ပြီးထားတာလေတကယ်တော့တကယ်ကြီးမတိတတ်သေးပါဘူးလားဟိုအကူရောကြတော့အကူရောရုပ်ရှင်မင်းသားဖြစ်လာတယ်ဆိုတော့လေကောငငယ်လေးကဟိုမင်းသားဖြစ်ချင်လို့ဆိုပြီးဖြစ်လာကြတာမဟုတ်ဘူးကွာဟိုအကုန်လုံးอ่ะပါပဲကိုရော generation မှာရှိတဲ့လူတွေအကုန်လုံးပါအကူရောခေကိုရောခါတော့ကကြတော့တခြားရွေးချယ်စရာတိတ်မင်းသားမရှိဘူးလူငယ်တယောက်အနေနဲ့ပေါ့နော်အဲ model လို့မလား solo လို့ပါလို့မလားအဲ့ဒီအပြင်ကိုရောနိုင်ငံမှာတခြားရွေးချယ်စရာမရှိခဲ့ဘူးအဲကိုရောဒီ2000ခုနှစ်ပတ်ဝန်းကျင်ခါလာပါအဲ့ကကြတော့ဒီ line နဲ့ကိုကိုရောကဟို ဝါသနာပါရလလို့မပါရလလို့နဲ့ကိုတော့ရောက်လာခဲ့ကြတာပြီးတော့ကိုတို့အလုံးကနေတင်နေခဲ့တာပေါ့အလုံးနဲ့အတွေ့အကြုံကနေပြီးတော့ကိုတို့ဒီလိုဒီလိုအခြေအနေမျိုးရောက်အောင်တင်နေခဲ့တာဆိုတော့အဲသူတို့လည်းကြတော့ဒီအလုပ်ကိုသူတို့ကအဲ့လိုမဟုတ်တော့ဘူးအဲသူတို့စိတ်ဝင်စားလို့သူတို့သိကျင်လို့ဖြစ်ရှင်လို့လုပ်တဲ့အလုပ်ဖြစ်သွားပြီဆိုတော့အကူအညီနဲ့ဒါသူတို့တားကြလည်းမလို့အားအားပေးကြလည်းမလို့ဒါသူတို့သူ့ဖလိုနဲ့သူသွားလို့ရတယ်ဒီကိစ္စကလိုနဲ့ရိုးနဲ့တွင်းရတော့အပြစ်ပါတော့ပါမှာပေါ့ဒါကတော့ ကင်မရာလေးမကြောက်ဘူးလူကလည်းကြောက်တဲ့ reaction ဖြစ်မှာမရှိနေဘူးအဲတူမမဟုတ်ပါဘူးဒီဒီဘက်ကသူတို့ generation ကကလေးတွေအဲ့လိုပါပဲဟိုဒီကင်မရာတွေပါကြောက်ရမယ်တွေပါသူတို့မှအဲ့လိုမျိုးမရှိတော့ဘူး တော့ဘလို့ရှိလဲကိုစိတ်ကအားလုံးအထင်မှာပေါ့နော်ဥရောတူဝုံနေကြတယ်သူအဲ့လိုလည်းမဟုတ်ပြန်ဘူးသူကသူနှစ်ချက်နဲ့သူပဲသူတစ်ချင်းနဲ့သူတင်ချာတွဲတင်ချာတွဲရင်အဲ့လိုပါလဲတင်ချာတွဲရင် queen queen ရံဒီကြွက်တယ်ဘာလို့ရင်ဘာဘယ်ဘယ်ဟာနဲ့လောက်တယ်အဲ့လိုမျိုးဆိုနေသူရှိတယ်ပါလဲနှစ်ချက်နဲ့ AC ပဲအဲ့လိုဝုံနေကြတဲ့ဟာမျိုးကျွန်တော်ငယ်တော့ဆိုရင်အရှင်းကြီးခွင့်ဝုံနေကြတာအခါတိုင်းမှာသူတို့အဲ့လိုမဟုတ်တော့သူတို့ AC ပဲအငြိဆိုတော့ဒါအနုပညာလေးတစ်ခုသူစိတ်ထဲမှာရှိနေတယ်သူထဲမှာအနုပညာ visa လေးပါနေတယ်ဆိုတော့သိရတယ်ကျွန်တော်ဝမ်းသာပါတယ် ့17မိနစ်နဲ့သူ့လုံနိုင်ရွယ်လေးမြင်ရတဲ့ကကို17မိနစ်နဲ့ဘယ်လိုရှင်မိလဲကို။အေးကို17မိနစ်ကဘောင်းမီလားပဆိုးလားတော့မသိသေးဘူးကြီးသိရမလား။ကို17မိနစ်ကအဲ့ဒါဆိုအဲ့ဒါတော့မတူဘူး။နီယို17မိနစ်ကတော့ငါတို့ဟုတ်လား။တို့အဆွေတော့တအားကွာဝိုင်းလေနော်။အဲ့တော့တစ်ခါကျရင်မေးရဲတို့တို့တောက်တဲ့အိနိုးမုံတို့ဖြည့်ဆွတ်စားပါတော့ငါတို့စိုင်းရောလို့ငါတို့ရောအဲ့လိုတို့တို့ချက်ချင်းညံနေပြန်ပြန်ကောင်းသွားမှာလားဆိုတော့မရဘူးလေလားမဆိုင်ဘူးလေဆိုင်ပါပြီခင်ဗျအေးအေးလို့လို့ဟုတ်ကဲ့ပါဟောအာကျွန်တော်တို့သားဖားနှစ်ယောက်လုံးကတော့တက်နိုင်တဲ့ တယ်ခေါ်မယ်နိပညာလေးနဲ့ပိဿက်ကိုလုပ်ပြီးချာချာပြချာပြပေးပါတယ်ပေါ့နော်မားလေးလည်းရှိမှာပါအဲတိကျမေးပါခွင့်လို့ပြပါနားလေးပေးပါလို့โอเคပါပါကျေးဇူးပါကျေးဇူးပါတပါ